ဟယ်လိုအားလုံးပဲမင်္ဂလာပါယူရိုမှာခရီးထွက်တဲ့အခါကျမအရင်ဆုံးလောက်တာကတော့အကောင်းဆုံးနဲ့ဈေးအတန်ဆုံးနေရာကိုရှာတာပါဝန်ခံပြောရမယ်ဆိုလို့ရှိရင် Airbnb ကိုတိတ်ကြိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတာကိုပြောပြမယ်နော်။အာရှနိုင်ငံတွေမှာခရီးထွက်မယ်ဆိုလို့ရှင်အဂိုဒါတို့ AA တို့မှာဟိုတယ်တွေကိုဝေဝေဆဆာရှာနိုင်ပေမဲ့ဒီယူရိုမှာဆိုရင်ကတော့ Airbnb နဲ့ Booking.com တို့လောက်ပဲပေါ်ပြလာဖြစ်တာပေါ့နော်။ ဟုတ်ကင်တော့ကောမဆိုလို့ရှိရင်ကတော့ဟိုတယ်တွေများတယ်အအခန်းမျိုးစုံရှာနိုင်တယ်ဒါပေမဲ့ဈေးရမ်းကြီးတယ်ဘတ်ဂျက်ချွေတာပြီးတော့မှအခုလိုဘက်ဘက်ကားလိုမျိုးအခန်းတွေပေါ့နော်၄ရောက်တစ်ခန်း၆ရောက်တစ်ခန်းတွေမှာသွားနေမယ်ဆိုလို့ရှိရင်တောင်မှတယောက်စာအခန်းကားကအာရှနိုင်ငံတွေရဲ့5 star ဟိုတယ်တညစာလောက်နီးပါးရှိပါတယ်မိသားစုလိုက်အဖွဲလိုက်တဲမဲ့ဆိုရင်ကတော့အဆင်ပြေပါတယ်တယောက်တည်းသမားတွေဆိုရင်အတွက်ကတော့ privacy တော့မရှိဘူးပေါ့ကဲဆိုတော့ကကျမရဲ့ဦးတီချက် privacy လည်းရှိရမယ်တယောက်ခံဖေးရမယ်တက်ရရမယ်ဈေးတန်ရမယ်နေရာကောင်းရမယ်အဲ့လိုအခန်းမျိုးတွေက Airbnb မှာပဲရှိရပါနောက်တစ်ခုအားသာချက်ကပါလဲဆိုတော့ဒီ Airbnb ကလိုခဲ့ပြီးပဲတွေကသူတို့ရဲ့ပုံနေတဲ့အခန်းတွေပုံနေတဲ့အိမ်တွေကိုငါးစားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ data ကန်တွေရဲ့ဒေတာယဉ်ကျေးမှုတွေ culture တွေသူတို့ဘယ်လိုနေကြလဲသူတို့အခန်းတွေဘယ်လိုပြင်ကြလဲသူတို့ဘယ်လိုနေထိုင်ကြလဲဆိုတာကိုလေ့လာလို့လည်းရပါတယ် တချို့အိမ်တွေကကျတော့အိမ်ရှင်နဲ့အတူတူနေရတာပေါ့နော်အဲ့မှာသူတို့ကကြီးညာထားတဲ့ stay with kelly stay with andrew stay with mark အဲအလုပ်လေးတွေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကတော့ဒီ local people တွေနဲ့လည်းမိတ်ဆွေဖြစ်ချင်းနဲ့သူတို့ရဲ့ culture ကိုလည်းလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကတော့အိမ်ရှင်ရှိတဲ့အိမ်ဒီမှာတဲရတာပေါ့များသောအားဖြင့်အဲ့ဒီအိမ်ရှင်တွေကလည်းသဘောကောင်းတဲ့ဖော်ယူတယ်သူတို့ကလည်းအဲကြိုက်တဲ့လူတွေပေါ့နော်အဲ့လိုအိမ်ရှင်နဲ့သူနေရမယ့်အိမ်ဒီမှာတဲမယ်ဆိုရင်ပိုပြီး homey ဖြစ်တာပေါ့နော် တချို့အိမ်ရှင်တွေဆိုလို့ရှိရင်သူတို့ဒေသခံတွေပဲတီးတဲ့အိမ်ဆိုင်တေးသေးလေးတွေကိုလမ်းညွှန်ပေးတယ်ဒေသစကားလေးတွေသင်ပေးတယ်ပြီးရင်သူတို့မျိုးရဲ့ဇလန်းလေးတွေပြောပြရတယ်အဲ့လိုအိမ်ရှင်တွေရှိရဲ့အိမ်တွေမှာသွားတဲရတာစိတ်ချရပါ မလားပေါ့နော်စေဖြစ်ရလားဆိုတာမေးစရာဖြစ်လာပါလိမ့်မယ်အဲ့တော့အခန်းရှာတဲ့အခါမှာကျမက rating ကောင်းတဲ့အိမ်လေးတွေရှာတယ်ဒီအရင်တဲသွားတဲ့လူတွေရဲ့ comment တွေကို ဖတ်ကြည့်တယ် review တွေကိုဖတ်တယ်ပြီးရင်ကိုကအိမ်ရှင်ရဲ့ profile တွေကိုပါ ဝင်ပြီးစစ်ကြည့်လို့ရတာပေါ့နော် နောက်တစ်ချက်ကကိုကလည်းအခန်းကိုငားကျင်နိုင်ငားလို့မရဘူးသူတို့ကလည်းကိုရဲ့ profile ကိုပြန်ကြည့်သေးတယ်ဒီလူဟာငါတို့အိမ်မှာလာသေးလို့ရှင်စိတ်ချရလောက်တဲ့အနေထားရှိတဲ့အချိန်ကြာမှပဲသူတို့ကကိုရဲ့ request ကိုလက်ခံပြီးအိမ်ငားဖြစ်သွားတာပေါ့အဲ့ဒါကတော့အရင်အစောပိုင်းတည်းတုန်းကကျွန်မခရီးသွားရင်အိမ်ရှင်တွေရှိတဲ့အိမ်မှာပဲသွားတဲပြီးတော့မှနေဖြစ်တဲ့ပုံစံမျိုးပေါ့အဲ့ဒီတုန်းကကျတော့နေ့စဉ်ရက်ဆက်အပြင်မှာပြောင်းပြောင်းပြေးလျှောက်လဲတာတနေကုန်လျှောက်လဲတာဆိုတော့ ညာအိတ်တဲ့အချိန်လေးပဲအိမ်ပြန်လာတာဆိုတော့အိမ်ရှင်နဲ့လည်းအရန်ကြီးထိတွေ့စရာအကြောင်းမရှိဘူးပေါ့ဒါပေမဲ့ဒီနှစ်ပိုင်းတွေမှာတော့အိမ်ရှင်ရှိတဲ့အိမ်မာတွေမတဲတော့ဘူးသူများကချာတွေလည်းမသိကျင်တော့ဘူးစကားတွေလည်းတောင်းတောင်းအီအီမပြောကျင်တော့ဘူးအပြင်လည်းနေ့တိုင်းထွက်မလဲဘူးအဲ့တော့အိမ်မာနေတဲ့ရက်လေးတွေလည်းရှိကျင်တဲ့အတွက်ကြောင့်မလို့တယောက်တည်းနေရတဲ့စတူဒီယိုအပတ်မဲ့တွေကိုပဲရှာငါဖြစ်တယ် Airbnb မှာအိမ်တော့ယူဖို့ဆိုလို့ရှိရင်လည်းအိမ်ရှင်နဲ့တွေ့စရာမလိုဘူး အိမ်တော့လေးလေးကိုဆိုလို့ရှိရင်အိမ်ရှိမှာ key safe ထဲမှာထည့်ထားတဲ့သူတို့ပေးတဲ့ကုန်းနံပါတ်လေးကိုပဲရိုက်ထည့်ပြီးအိမ်တော့ယူလိုက်ရုံပဲဒါပေမဲ့ဒီနေ့ prep မှာတော့တဲတဲ့အိမ်ရဲ့အိမ်တော့ယူပုံကတော့ခါတိုင်းနဲ့မတူဘူးနည်းနည်းထူးခြားတယ်။သူကအိမ်တော့ကိုပူရာယုံက locker လေးထဲမှာထည့်ထားတာ။သူတို့ပြောထားတဲ့ direction အတိုင်းသွားကုန်းနံပါတ်ရိုက်ထည့်အဲ့မှာ locker ပွင့်သွား locker ထဲမှာမှာ key safe တွေရှိအဲ့ဒီ key safe တွေထဲမှာမင်းနေရာမှာအိမ်နံပါတ်ရဲ့ ကီးစေးထဲကတော့ယူဘဲကိုလေးတော့ညာဘက်ကိုပွေအဲ့လို direction နေနဲ့လှောက်ရှာရတာပေါ့နော်အိမ်တော့လေးယူဖို့မသိရင်မောင်ခိုလှောက်စားနေတဲ့လူအထက်ကညွန်ကြားချက်အတိုင်းလိုက်တာဆောင်ရွက်ရတယ်လို့မျိုးပေါ့နော်ဇကားလေးတွေကလိုမျိုးညွန်ကြားချက်အတိုင်းမြေပုံကိုကြည့်တဲတဲ့သွားဟိုဘက်ကိုကိုယ်ကုန်းနံပါတ်တွေရိုက်ထဲဟိုကပွင့်လာဒီ box ကပွင့်လာတော့တော့ယူတော့ရလာပြီဆိုလို့ရှိရင်သူတို့ရဲ့ညွန်ကြားချက်အတိုင်းအိမ်အိမ်ရှိတဲ့နေရာကိုရောက်အောင်သွား အဲ့ဒါတွေကတော့ Airbnb ရဲ့အတွေ့အကြုံတွေပေါ့နော် booking.com က hotel တွေလို reception မရှိတော့လဲဒီလိုပဲလှုပ်ရှားရတာပေါ့ကဲဒါကတော့ကျမရဲ့ Airbnb အတွေ့အကြုံလေးပဲဖြစ်ပါတယ်ကျမတို့ကတော့ Airbnb ကတော့အရန်အဆင်ပြေပါတယ်တအိမ်နဲ့တအိမ်မတူညီတဲ့အတွေ့အကြုံတွေကိုလည်းပေးတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အားလုံးပဲကျေးဇူးပါ